အခုမေလာ၁ရက်နေ့ကနေစပြီးတော့ထိုင်းကိုလာမဲ့သူတွေဟာအွန်လိုင်းကနေကြိုးပြီးတော့ DDAC ဆိုတဲ့ဖောင်ကို ဖြည့်ခဲ့ဖို့လိုပါမယ်ဗျ။ဆိုတော့ DDAC ဖောင်ဆိုတာကဘာလဲ DDAC ဆိုတာက Thailand Digital Arrival Card လို့ခေါ်တဲ့အွန်လိုင်းကနေကြိုဖြည့်ရမယ့် Arrival Card ပါ။အရင်တုန်းက သုံးနေတဲ့ Arrival Card ဖြစ်တဲ့ TM စစ်အစား online စနစ်နဲ့ပြောင်းလဲသုံးစွဲတာပါ။စာရောက်ဖောင်ကိုအွန်လိုင်းကနေကြိုဖြည့်ခိုင်းတာပါပဲ။ ဘယ်သူတွေဖြည့်ရမလဲဆိုတော့ထိုင်းကိုအလဲလာကြမဲ့သူတွေနဲ့ထိုင်းမှာနှစ်ရှည်ဗီဇာတွေကန်ဆောင်ပြီးတော့နေထိုင်ရတဲ့နိုင်ငံခြားသားတွေအားလုံးဖြည့်ရပါမယ်။ထိုင်းကိုလေရင်နဲ့ပဲလာလား၊နေသက်ခိတ်တွေကနေပဲလာလား၊ဘယ်ဗီဇာကန်ထားကန်ထားနိုင်ငံခြားသားတိုင်းဖြည့်ရပါမယ်။ထိုင်း immigration မဖြတ်ပဲထိုင်းလေဆိပ်ကနေတခြားနိုင်ငံတွေကို transit flight စီးမဲ့သူတွေဆိုရင် ဖြည့်เสียရမလိုပါဘူး။ transit က immigration ဖြည့်ရမယ်ဆိုရင်တော့ဒီဖောင်ကိုဖြည့်ဖို့လိုပါမယ်ဗျ။ ။ online စနစ်ဖြစ်ပါတယ်ကျွန်တော်ဖော်ပြပေးထားတဲ့ website မှာဖြည့်ရပါမယ်။ comment မှာလည်း link ချထားပေးပါမယ်။ခီးသွားမဲ့ရက်မတိုင်မီ၃ရက်အလိုဆိုရင် form ကိုစဖြည့်လို့ရပါပြီ။ဥပမာကိုကထိုင်းကိုမေလ9ရက်နေ့ခီးသွားမယ်ဆိုရင်မေလ2ရက်နေ့မှာ form စဖြည့်လို့ရပါပြီ။ခီးသွားမဲ့ရက်မတိုင်မီ၃ရက်အလိုကနေခီးမသွားမီအချိန်ထိဖြည့်လို့ရပါတယ်။ ကိုယ့်ရဲ့ passport data အချက်အလက်ခီးသွားအချက်အလက်တွေနဲ့ထိုင်းမှာနေမဲ့လိပ်စာတွေကို ဖြည့်ပေးရပါမယ်။အချက်အလက်တွေဖြည့်ပြီးရင်ကိုယ့်ရဲ့ email ကို QR code ပါတဲ့ arrival card လေးရပါမယ်။တင်ထားပြီးတော့ထိုင်းကိုလာတဲ့အချိန် immigration မှာပြရမှာပဲဖြစ်ပါတယ်ဗျ။